ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနက်မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြုရှင်းဖိုက်တာလေးကျွတ်စွာပန်ပွဲထုတ်ခဲ့တယ်ဒီပွဲစဉ်ကအခုဆိုရင် UFC တမိုင်းတစ်ချောင်းမှာအခုမတိုင်ခင်တကြိမ်တစ်ခါမှမရှိခဲ့ဘူးတဲ့တမိုင်းမှတ်တမ်းတစ်ခုရေးထုတ်လိုက်တယ်ခင်ဗျအဲ့ဒါကတော့ UFC ပြိုင်ပွဲတမိုင်းကြောင်းတစ်ချောင်းမှာဖိုက်တာနှစ်ယောက်ရဲ့အပြန်အလှန်လက်သီးထိုးချက်အများဆုံးပွဲစဉ်ဆိုတဲ့မှတ်တမ်းပါပဲ UFC ပြိုင်ပွဲတမိုင်းကြောင်းတစ်ချောင်းမှာ ပွဲတစ်ပွဲထဲမှာပေါ့လေဖိုက်တာနှစ်ယောက်လက်တိကျက်ရေစုစုပေါင်း344ချက်ထိုးတယ်ဆိုတာအခုမတိုင်ခင်တခါမှမရှိခဲ့ဘူးပေါ့ကျိုရှောဘန်နဲ့ rival ရဲ့ပွဲစဉ်မှာသူတို့နှစ်ယောက်ရဲ့အပြန်အလှန်လက်တိထိုးချက်စုစုပေါင်းက344ချက်တောင်ရှိခဲ့ပါတယ်တဲ့အဲကြောင့်လဲပြိသက်တွေကမှတ်ချက်ပေးတာမှပြောထားဖြစ်ပါလိမ့်မယ် fight of the year နှစ်တစ်နှစ်ရဲ့အကောင်းဆုံးပွဲ အဲ့လိုမျိုးတင်စားခဲ့ရဆိုတာကမျက်တော်မခတ်စတန်သူတို့ကြည်ရတယ်အသက်ရှူမှားလောက်မတက်ဖြစ်ခဲ့ရတယ်ဆိုတော့ပွဲဆိုတာကဒါိုင်းနဲ့သက်ဆိုင်ပါလိမ့်မယ်ဖိုက်တာမျိုးလုံးကတယောက်ကိုတယောက်မညာစတန်းဖွင့်ထိုးသွားခဲ့တယ်အကောင်းဆုံးကစားပြသွားခဲ့တယ်တကယ့်ကိုဖျော်ဖြေမှုရတာပြဝတဲ့ဖိုက်ပွဲစဉ်တပွဲလိုတော့ပြောလို့ရပါတယ်ခင်ဗျဒါကြောင့်လဲ UFC ကပြိုင်ပွဲပြီးဆုံးသွားချိန်မှာ Fight of the Night အဖြစ်ရွေးချယ်ပြီးတော့ဖိုက်တာမျိုးလုံးကိုတယောက် အမေရိကန်ဒေါ်လာ5000စီထပ်ဆောင်အကျိုးခံစားခွင့် bonus ပေးသွားရလဲဖြစ်ပါလိမ့်မယ်ဂျိုရှွာဘန်ဟာဒီနေ့ထဲမှာအရန်ကိုတိုးတက်လာပါတယ်ပြီးတော့ဟိုမြန်မာယူဆနဲ့ပြောမှဆိုသူကန်စားတာတကယ်ကိုအမြင့်မှန်ရောက်လာလို့ပြောရပါလိမ့်မယ်ခင်ဗျဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ဂျိုရှွာဘန်အနေနဲ့ရှေ့မှာ Brazil fighter ကိုသူအနိုင်ရခဲ့တယ်ပြီးတော့သတင်းပတ်၃ပတ်တွင်မှာပွဲထပ်ထိုးအောင်ဖြစ်လာတာဈာမာမာနေကိတ် ဒဏ်ရာပြဿနာပေါ်လာတယ်။အဲ့တော့ rival နဲ့ထိုးဖို့အစားတို့ fighter တယောက်တို့တယ်။ USD ဘက်ကဂျေရှွာဘန်ကိုကန့်လန့်တယ်။ဂျေရှွာဘန်ကလက်ခံလိုက်တယ်။ပွဲဖြစ်သွားတဲ့အချိန်မှာပွဲနှစ်ပွဲအတွက် weight တွေဇက်တိုက်ရှာရတာဆိုတော့နှစ်ပွဲအတွက်ရှာရတာဖြစ်တဲ့အတွက်ဂျေရှွာဘန်အဆင်ပြေပါမလားလို့ကျွန်တော်တို့တွေးပူခဲ့ကြသေးတယ်ပေါ့။ဒါပေမဲ့အဆင်ပြေတဲ့အပြင်သူပြောထားတဲ့အတိုင်းပဲနိုင်ပွဲကိုအရောက်ပြသွားနိုင်ခဲ့တယ်။ပြီးတော့စံချိန်မှတ်တမ်းကောင်းတွေကိုလည်းရေးထိုးသွားခဲ့တယ်။2025ခုနှစ်ထဲမှာဂျေရှွာဘန်ဒီပွဲစဉ်၃ပွဲထိုးတယ် သုံးပွဲလုံးအနိုင်ရတယ်ပြီးတော့နောက်ဆုံး၅ပွဲဆက်သူအနိုင်ရတဲ့မှတ်တမ်းကိုတင်သွားခဲ့တယ်ပြီးတော့အခုထွက်ပေါ်လာတဲ့မှတ်တမ်းရဆိုရင် UFC ပြိုင်ပွဲသမိုင်းကြောင်းတစ်ချောင်းမှာတကြိမ်တစ်ခါမှမရှိခဲ့ဘူးတဲ့ပွဲတစ်ပွဲအတွင်း Fighter နှစ်ယောက်ရဲ့အပြန်အလှန်လက်သီးထိုးချက်344ချက်ရှိပါတယ်ဆိုတော့မှတ်တမ်းကောင်းကိုလည်းရယူပြသွားနိုင်ခဲ့တယ်ခင်ဗျအဲ့တော့ Joshua Ban နေနဲ့ရှေ့လိုင်းပွဲစဉ်မှာဆိုရင် Champion ခပတ်လူပွဲထိုးခွင့်ရပါပြီအဲ့မှာလဲမှတ်တမ်းတစ်တည်းသမိုင်းတစ်တည်းမှတ်တမ်းကောင်းတွေကိုရေးထိုးဆိုင်နိုင်ပါစေလို့ ခုကလေးကကြိုတင်ပြီးဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ